်မင်္ဂလာပါအခရစပွန်ရဲ့ပရီးမီယာလိပွဲစဉ်36ရက်ပွဲစဉ်36အဆီဇန်နဲ့ပြန်လဲပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ခရိုင် host ကောင်းကောင်းနဲ့ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလိဂ်စင်ကစားမအောင်တန်ထအောင်ဖြစ်ပါတယ် GOD တခေါက်တာပရီးမီယာလိပွဲစဉ်36ထဲရမှဒါကျွန်တော်အကောင်းဆုံးပွဲစဉ်ဒါအဆင့်တနေရအသင်းနဲ့အဆင့်နှစ်နေရအသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်ပေးထားရဲဘယ်ပွဲစဉ်လည်းများဖြစ်မလဲဆိုတော့ပြပြပြအောင်ပါ ဟုတ်ကဲ့ပါကွေဒီပွဲစဉ်တော့ပရီးမီယာလိရဲ့ပွဲစဉ်36ပြည့်ရှင်မြန်ကစားမယ်ပရီးမီယာလိလက်ရှိချန်ပီယံလီဗာပူးအသင်းနဲ့အဆင့်နဲ့နေရာအာဆင်နယ်အသင်းတို့ရဲ့ရှင်မြန်ကစားမှုပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါလီဗာပူးအသင်းကတော့ပရီးမီယာလိရဲ့ချန်ပီယံအဖြစ်နဲ့ဒီရာသီမှာသူတို့အနေနဲ့ဒါရာသီတိမ်းသွားပြီလို့ပြောလို့ရတဲ့အနေအထားဒါပေမဲ့လက်ချန်ပွဲစဉ်တွေတော့သူတို့ဆက်ပြီးတော့ကစားရအောင်မဲ့အနေအထားတခုတော့ရှိတယ်ဆိုတော့ဒီဘက်ကအာဆင်နယ်အသင်းကတော့ဒီရာသီမှာဒါသူတို့အနေနဲ့အဆင့်နဲ့နေရာနေဖဲမပေးချင်ဘူးဆိုလို့ရှိရင်တော့ဒီနေ့ပွဲစဉ်မှာသူတို့အနေနဲ့ရမှတ်တွေစုဆောင်းနိုင်ဖို့လိုအပ်တဲ့အကြိမ်ဒီနေ့ပွဲစဉ်သာသူတို့ရှုံးနိုင်ခဲ့မယ်ဆိုရင်တော့ဒီဘက်ကဒါအဆင့်သုံးနေရာမစီတီအသင်းအနေနဲ့ဒါကြော်တက်တော့ဖို့ရအခွင့် ေးတွေဒါပေးလိုက်တယ်လို့တော့ဖြစ်သွားလိမ့်မယ်ဗျ။ဆိုတော့ဒီနေသားတွေကြောင့်လီဗာပူးအသင်ရောဒါအာဆင်နယ်အသင်ရောကဒါကျွန်တော်တို့ဂုံသိက္ခာပိုင်းဆိုင်ရာအရာအကောင်းဆုံးရှင်ပြန်ကစားမဲ့ပွဲစဉ်လည်းဖြစ်တာနဲ့ညီဒီနေသိန်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တင်နေတူပဲဆက်လိုက်ကြအောင်ဗျ။မင်္ဂလာပါအခေယာမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယာ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ် ။ local domain ဖြစ်တဲ့အပြင် VPN မလိုဘဲဝင်ရောက်ကြည့်ရှုနိုင်ပြီးအချိန်နဲ့တပြေးညီပြင်ဆက်ပေးရလို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလည်းခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ဝင်ရောက်နိုင်ကြလို့ akhaya.com.mm ကိုအခုပဲဝင်ရောက်ဖတ်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါကိုဒီနေ့တင်းအရှင်ကပွဲစဉ်တွေရက်လက်တွေကိုကြည့်မယ်ဆိုရင်တော့နှစ်သိန်းလုံးကတော့ကျွန်တော်တို့ပြောရမယ်ဆိုရင်နောက်ဆုံးကျွန်တော်ဒီပွဲစဉ်တွေမှာကိုစီရှုံးဟာကျွန်တော်တွေ့ရတယ်ဒါမဲ့ဒါလီဗာပူးတို့ကတော့အရင်တုန်းကမရှိတော့ဘူးဆိုရဲအနေထားမှာတော့လီဗာပူးကတော့ဒီပွဲစဉ်မှာပြောမယ်ဆိုသူတို့တင်းရဲ့အိမ်ပွဲမှာပရိသတ်တွေအတွက်သူတို့ရဲ့လက်ရှိချန်ပီယံဆိုတော့ဂိုမိုးတွေပဲအဓိကထားပြီးရှင်မြန်ကစားဆောင်မယ်အနေထားလေးမှာကျွန်တော်ပြန်ပြီးတွေ့ရမယ်ဗျအဲ့တော့နောက်ဆုံး၅ပွဲစဉ်ရက်လက်တွေကိုပြန်ပြီးကြည့်ရမယ်ဆိုရင်လီဗာပူးကတော့နောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်ထားတယ်၂ပွဲရှုံးထားတယ်ရှုံးထားတဲ့၂ပွဲတော့ဖူဟန်နဲ့ပြီးခဲ့တဲ့ကျွန်တော်ချန်ပီယံဖြစ်ပြီးနောက်ဆုံးရှင်မြန်ကစားခဲ့တဲ့ချက်စီးတင်းရဲ့ဝေဝင်းပွဲစဉ်မှာကျွန်တော်တို့၃ခုနဲ့ရှုံးထားတယ်ဂျန်နဲ့ပွဲစဉ်၃ပွဲမှာတော့လက်စတာရဲ့ ဝက်ဆန်ရဲ့ကျော်တော်တဲ့ဟော့စပါကလိုပါဘူးကတော့သုံးပွဲဆက်နိုင်တာတွေ့ရရဲ့ဗျတစ်ဖက်ကအာဆင်နယ်ကတော့နောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်ပြီးတော့ကျွန်တော်တို့တပွဲတည်ရကြထားပြီးနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်သုံးပွဲဆက်တိုင်းရှုံးထားတယ် PSG ကိုနှစ်ကြော်လုံးကျွန်တော်တို့အင်ဝဲဝင်းဝင်းရှုံးတယ်အဲကြားထဲမှာရှင်မြန်ကစားခဲ့တဲ့ဘုံမောက်ကိုလည်းအင်ဝဲမှာနှစ်ဂိုးတခုနဲ့ရှုံးတယ်အဲမတိုင်ခင်ရှင်မြန်ကစားခဲ့တဲ့ Crystal Palace နဲ့အင်ဝဲပွဲစဉ်မှာလည်း Premier League မှာနှစ်ဂိုးစီတည်ကြခဲ့တယ်ဗျအဲ့တော့ Premier League မှာဆိုလည်းနောက်ဆုံးနှစ်ပွဲဆက်တိုင်းအာဆင်နယ်ဒီနိုင်ပွဲမရရှိခဲ့ဘူးအင်ဝဲမှာပဲနောက်ဆုံးနှစ်ပွဲဆက်တိုင်းမှာတမပဲရထားတယ်အခုဒီတစ်ချိန်တွေ့ဆုံခဲ့တဲ့ Liverpool ရဲ့အဝေးဝင်းပွဲစဉ်မှာတော့အာဆင်နယ်နေနဲ့ပို့ပြီးတော့ခက်ခဲပြီးတော့ကျွန်တော်ပြောရမ ယ်ဆိုရင်ရုံးကံပွဲစဉ်တွေကိုတွေးလာရတဲ့ပွဲစဉ်တွေကိုကျွန်တော်ဆိုရမယ်ဗျ။ဘာလို့အာဆင်နယ်အသင်းဒီဒီပွဲစဉ်ပြီးနောက်ထပ်နျူကာဆယ်တို့ဆော့သတ်တန်တို့နဲ့ရှင်မြန်ကစားရမယ်။အောက်ကကျွန်တော်ဒီအသင်းနေနဲ့လည်းအမတ်ကွာချက်ကကျင်းမြောင်းလာပြီ။အဲ့တော့ဒီပွဲစဉ်လီဗာပူးနဲ့အဝေးဘူးပွဲစဉ်မှာလာရှုံးနေခဲ့လို့အမတ်ကွာချက်အရာအောက်ကကျွန်တော်ဒီနျူကာဆယ်တို့အဲတစ်ဖက်ကကျွန်တော်ဒီမန်စီးတီးတို့ချက်စီးတို့ပြီးနောက်ထပ်နော်တန်ဖော့စ်တို့ဒါနိုင်ပွဲတွေရရှိခဲ့မယ်ဆိုရင်တော့အမတ်ကွာချက်တော်လေးကျင်းမြောင်းသွားပြီးတော့အာဆင်နယ်အနေနဲ့ယာတီကုံတဲ့အခါကျရင်နောက်ဆုံးကစားမယ်ဆော့သတ်တန်နဲ့ပွဲစဉ်မှာမှာသူတို့ဒီပြောရမယ်ဆိုရင်ကျွန်တော်ချန်ပီယံလိဝင်ဝင်အတွက်ပြီးရင်အမတ်ပေးစရာမှာဆိုရင်လည်းကျွန်တော်ဒီအဆင့် နှစ်မှာဆက်ပြီးရက်တီရေအတွက်ပါကျွန်တော်စ조사ရုံးကန်လာတော့မယ်အနေထားလေးမှာကြုံလာမယ်ပွဲစဉ်တွေပဲဖြစ်လာနိုင်တယ်ဗျအဲ့တော့ဒီပွဲစဉ်ကတော့နှစ်သိန်းကြားမှာတော့ပြောရမယ်ဆိုတော့နှစ်သိန်းလုံးမှာတော့ကျွန်တော်ဒီကိုစီကိုစီတိုက်ပွဲဝင်ရမယ်အနေထားလေးမှာရှိတယ်လီဗာပူးကတော့သူတို့တင်းရဲ့အိမ်ခွေးမှာပရိသတ်တွေအတွက်နဲ့သူတို့တင်းရဲ့ဂုံသိခါအတွက်တစ်ဖက်ကတော့အာဆင်နယ်သူတို့ရဲ့လက်ရှိရက်တီနေတဲ့အမပေးစရာရဲ့အဆင့်ကနေအောက်မကျသွားဖို့အတွက်နဲ့ရှားဒီကုန်တဲ့ခါကျရင်ချန်ပီယံလိဝင်ဝင်ရဖို့အတွက်ပဲပုံပြီးတည်ကြသွားအောင်ဒီပွဲစဉ်မှာတော့သူတို့လည်းအမှတ်လိုအပ်ချက်ရှိနေဖြစ်တဲ့ကြောင့်ဒီနှစ်သိန်းကြားရဲ့ပြန်ဆိုင်မှုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုဆိုတော့လက်ရှိရလဒ်တွေအနေနဲ့ကိုကြည့်မယ်ဆိုရင်တော့လီဗာပူးအသင်းက တို့အနေနဲ့ချန်ပီယံဖြစ်သွားပြီးတော့နောက်ပိုင်းမှာတော့အရင်ကြီးဒါပွဲစဉ်တွေကိုတေရိုးတိတ်ပြီးတော့ဒါကျွန်တော်အာယုံဆိုင်စီရတော့မလိုတော့ဘူးဗျာဒါဂုံတိခါပိုင်းဆိုင်ရာအရာပဲဒါအကောင်ဆုံးရှင်ပြိုင်ခဲ့တယ်လို့ပြောလို့ရတယ်ဒါပေမဲ့နောက်ဆုံးပွဲစဉ်တော့ Chelsea အတင်းနဲ့ပွဲစဉ်မှာဆိုလို့ရှင်တော့ဒါ Liverpool အတင်းရှုံးနေခဲ့တယ်ဗျာဆိုတော့3-1ဆိုတဲ့ရာလတစ်ခုနဲ့ရှုံးနေခဲ့တယ်ဒါပေမဲ့ Liverpool အတင်းအတွက်ကတော့ဘာမှဒါထိခိုက်နေနာတော့တော့မရှိဘူးတစ်ဖက်ကကြည့်မယ်ဆိုတော့ဒါ Arsenal အတင်းကသူတို့အနေနဲ့ဒါ Premier League Champions ကိုလက်လွတ်လိုက်ရပြီလို့သူတို့ဒါတီးလိုက်ရတဲ့အနေထားကနေစပြီးတော့သူတို့အနေနဲ့ Champions League ကိုအာယုံဆိုင်ခဲ့တယ်ဆိုတော့ Champions League Super League သူတို့ပြတ်မှတ်ထားလာတယ်ဆိုတော့ဒီအနေထားတစ်ခုမှာ ဒါကျွန်တော်တို့ဒါ Champion League ရဲ့ semi final ကိုတို့ရှင်ပြိုင်ရတယ်ဗျာဆိုတော့အဲ့မတိုင်ခင် Crystal Palace အသင်းနဲ့ပွဲစဉ်မှာတော့တို့အနေနဲ့ဒါပုံမှန်ပဲကစားပြီးတော့ဒါတူတူဆိုတဲ့ရာလနဲ့အင်ကွင်းမှာတည်ရကြတယ်အဲ့နောက်ပိုင်းမှာဒါကျွန်တော် Champion League ကိုတို့အနေနဲ့ဒါပြတ်မှတ်ထားတဲ့အာယုံဆိုင်လာတယ်ဆိုပြီးမှ Paris Germain အသင်းကို semi final မှာတို့အနေနဲ့နှစ်ကျော်စလုံးရှုံးနေခဲ့တယ်ဒီအနေထားကနေပဲဒါ Champion League ကနေပြီးတော့ဒါ semi final အဆင့်ကနေဒီတရားဒီမှာတို့နှုတ်ဆက်ထွက်ခွာခဲ့ရတယ်ဆိုတော့အဲ့ကြားထဲမှာလည်း AFC ဘုံမော့အသင်းကိုတို့အနေနဲ့လူဆုံတက်ဆုံအင်ကွင်းမှာကစားပြီးတော့ထပ်ပြီးတော့ချုံးနေခဲ့သေးရဲ့ဗျာဒါဒီကျွန်တော်တို့ဒါတို့အနေနဲ့ Premier League ကိုအရ ိုင်းအာယုံမစိုက်တော့တဲ့အတွက်ဒါရှုံးနေခဲ့တယ်ဆိုတာပြောလို့ရပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်တော့ဒါဒီပွဲစဉ်မှာတို့အနေနဲ့လူဆုံမထုတ်တဲ့တဲ့ပွဲစဉ်မှာတို့လူဆုံထုတ်ခဲ့တဲ့ပွဲစဉ်ကနောက်ဆုံးဒါကျွန်တော်ပရစင်ချမင်းအသင်းနဲ့ဒါကျွန်တော်ဆီမီဖိုင်နယ်ဒုတိယအချက်ကစားတဲ့ပွဲစဉ်မှာဒါအရှုံးရလက်ကိုထပ်မှန်ပြီးတော့ဥတီသွားစေခဲ့တယ်ဒီအနေထားကြောင့်တို့တို့အနေနဲ့ချန်ပီယံလီးဂ်ကနေထွက်ခွာခဲ့ရပြီးတဲ့နောက်ပိုင်းမှာတို့မှလည်းအာယုံစိုက်စရာပရီးမီးယားလီးဂ်ကိုပြန်ပြီးတော့လှည့်ရုံပဲရှိတော့တခြားပွဲစဉ်တွေနဲ့တို့ထပ်ပြီးတော့ကစားစရာမရှိတော့ဆိုတဲ့အနေထားလီဗာပူးကလည်းတခြားပွဲစဉ်တွေကစားစရာမလိုတော့ဘူးဆိုတော့တို့အနေနဲ့ဂုံသိခါပိုင်းဆိုင်ရာပရီးမီးယားလီးဂ်မှာတော့ရလက်ကောင်တချို့တော့တို့ထပ်ပြီးတော့ဖန နေရအောင်ပဲနောက်အိမ်ကွင်းပွဲစဉ်လည်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာတို့အိမ်ကွင်းပွဲစဉ်ပရိသတ်ရှေ့မှောက်မှာဒါချန်ပီယံဖြစ်ပြီးရဲ့နောက်ပိုင်းမှာတို့ထပ်ပြီးတော့အောင်ပွဲခံတဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်လာစေဖို့အတွက်ဒီနေ့ပွဲစဉ်မှာလည်းတို့အာရုံစိုက်ပြီးကစားရမယ်တစ်ဖက်ကအာဆင်နယ်အသင်းကတော့နောက်ကနေပြီးတော့လိုက်လာတဲ့အသင်းနဲ့အနေနဲ့ရာရမှတ်အနေထားအရာချင်းမြောင်းလာတဲ့အနေထားတစ်ခုမှာအာဆင်နယ်အသင်းကလည်းဒါကျွန်တော်တို့နောက်ရသည့်ချန်ပီယံလိဝင်ကွင်းကိုဒါကျွန်တော်တို့အဆင့်မြင့်နေရာကနေတက်လှမ်းနိုင်ဖို့အတွက်အဆင့်မြင့်နေရာကနေပြီးတော့ဆင်းပေးလို့တော့မရသေးဘူးဆိုတဲ့အနေထားတစ်ခုမှာတို့အနေနဲ့လည်းတခြားတို့အာရုံစိုက်ပါတယ်ဆိုတဲ့ချန်ပီယံလိဖလားလည်းမရှိတော့တာဖြစ်တဲ့အတွက် ီပွဲစဉ်ကိုသူတို့ထပ်ပြီးတော့အာယုံစိုက်ကမဲ့ပွဲစဉ်နှစ်သင်းစလုံးကတော့ဒီနေ့ပွဲစဉ်ကိုဒါအကောင်းဆုံးရှင်မြိုင်ကစားကြမှာဖြစ်လို့ဒါကျွန်တော်တို့အဆင့်1နေရာနဲ့အဆင့်2နေရာကအသင်းတွေလည်းဖြစ်တာနဲ့အညီဒီနေ့ပရီးမီးယားလိပွဲစဉ်ရဲ့ဒါရာသီနှောင်းပိုင်းမှာအကောင်းဆုံးပွဲစဉ်တစ်ပွဲလို့တော့ပြောရမှာပါဟုတ်ကဲ့ပါကွလေဘာဘူးအတင်းနဲ့အာဆင်နယ်အတင်းတော့ဒါပရီးမီးယားလိအတင်းတွေလည်းဖြစ်တယ်ဆိုတော့ဒီရာသီမှာတော့တို့အနေနဲ့ထိတဲ့တွေ့ဆုံမှုတွေဂျင်းပဲရှိခဲ့သေးတယ်ဗျရှေ့မှာတော့ထိတဲ့တွေ့ဆုံမှုတွေအများကြီးရှိခဲ့တယ်ဆိုတော့တို့နှစ်တင်ရဲ့ဒါကျွန်တော်နှောင်းပိုင်းမှာထိတဲ့တွေ့ဆုံမှုတွေဘယ်လိုအခြေအနေတွေဖြစ်ခဲ့လဲဗျ ဟုတ်ကဲ့ပါကိုကြီးဒီနှစ်သိန်းရဲ့ထိုက်တက်တွဲဆောင်မှုကိုပြန်ပြီးကြည့်ရမယ်ဆိုတော့နှစ်သိန်းကြားမှာတော့အရင်ကြီးတော့ကျွန်တော်ကိုဟာချက်မရှိဘူးကျွန်တော်ပြီးခဲ့တဲ့နောက်ဆုံး9ချိန်ကျွန်တော်ပြိုင်ပွဲဆောင်တွဲဆောင်မှုကိုပြန်ပြီးကြည့်ရမယ်ဆိုတော့နှစ်သိန်းကြားမှာကျွန်တော်ပြောမယ်ဆိုသေပွဲလေးတွေပူပြီးတော့များဟာတွေ့ရတယ်ပရီးမီယာလိမှာဆိုရင်ကျွန်တော်နောက်ဆုံးတွဲဆောင်ခဲ့တဲ့ကျွန်တော်9ချိန်မှာဆိုရင်ကျွန်တော်ဒီနှစ်သိန်းကြားတည်ကြခဲ့တဲ့ပွဲစဉ်3ပွဲလေးရှိရပြီးတော့ကျွန်တော်တစ်ချိန်စီပြန်ပြီးတော့နိုင်ထားတာရှိရတဲ့သိန်းစီအဲ့တော့လေဘူးသိန်းအိမ်ဝင်းရဲ့ရက်လက်တွေကိုပြန်ပြီးကြည့်ရမယ်ဆိုတော့နှစ်သိန်းကြားလေဘူးအိမ်လေဘူးသိန်းအိမ်ဝင်းမှာတွဲဆောင်ခဲ့ရတဲ့ပွဲစဉ်မှာနောက်ဆုံး9ပွဲမှာတော့လေဘူးသိန်းအသာစီးရထားတွေ့ရတယ်အာဆင်နယ်သိန်းစီနဲ့လေဘူး ူးသင်း MV ကွင်းမှာနိုင်များရှိခဲ့တာတော်တော်လေးကြာပြီအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ဒီလီဗာပူးသင်းအိမ်ကွင်း MV မှာအာဆင်နယ်အနေနဲ့ထပ်ပြီးတော့အနိုင်ရရှိအောင်ဆွမ်းဆောင်နိုင်မှာမလားဆိုတဲ့တန်တရားလေးတော့ရှိမိတယ်အဲပထမအကြော့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာတော့အာဆင်နယ်သင်း Emery မှာတော့တစ်ဖက်ကို2ဂိုးစီတေးကြခဲ့တယ်အဲ့တော့ဒီဂျာဒီမဆခင်ဂျာဒီဂျာဒီသူခြေစမ်းပွဲမှာတော့လီဗာပူးက2ဂိုးတခုနဲ့နိုင်ခဲ့တာရှိခဲ့တယ်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့ကျွန်တော်ဒီ official tournament ဖြစ်ရှင်မြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုတော့တေးရလက်ရရှိခဲ့ဆိုတဲ့အနေထားရောဒီပွဲစဉ်မှာရောနောက်ထပ်တေးပွဲတစ်ပွဲများပို့ပြီးတော့ဥတည်နေတဲ့အနေထားလေးများဖြစ်မလာဘူးနော်ဘာလို့ဆိုတော့တစ်ဖက်ကလီဗာပူးကလည်းအမှတ်လိုခဲ့ကြဘာမှမရှိတော့တဲ့အပြင် ုံမှာဂုံသိခအရာပဲအိမ်ကုန်းမှာရှင်မြန်ကစားမယ်ဆိုတဲ့အနေထားမှာတော့သို့သည်လည်းအဲကျွန်တော်ဒီတေချာကောင်းကောင်းလေးရှင်မြန်ကစားမှာဖြစ်တာနဲ့အာဆင်နယ်အနေနဲ့တော့ဒီပွဲတွေမှာသို့သည်ချန်ပီယံလိဂ်ကနေထွက်ခွာခွဲပြီးနဲ့နောက်ပိုင်းမှာပရီးမီယံလိဂ်တစ်ခုကိုပဲပြန်ပြီးတော့သို့သည်ပြောရမယ်ဆိုတော့အာဆင်နယ်နေရာမှာယာဒီသိမ်းဖို့ရဲ့ယာဒီကုံတဲ့အခါကျရင်ချန်ပီယံလိဂ်ဝင်ဝင်ရပြီဆိုတဲ့အနေထားမှာတေချာနိုင်မှုရတော့ဒီပွဲစဉ်မှာသို့သည်လည်းအနိုင်ရရှိဖို့အတွက်လိုအပ်တယ်အကဲအနိုင်မရရှိခဲ့ဘူးဆိုရင်တော့လက်ဘိုးတွေအိမ်ကွင်းမှာအဲကျွန်တော်ပြောရမယ်ဆိုအနည်းဆုံးတေရက်လက်တစ်ခုလောက်တော့ပေါ့နော်ဆွဲကစားသွားနိုင်မယ်ဆိုတဲ့အနေထားလေးကိုလိုအပ်တဲ့အကြောင်းမို့နှစ်သိန်းကျားတော့ဒီပွဲစဉ်မှာသွင်းကိုးတွေကိုပထမအက ကြောင့်လို့ပဲအပြန်လန်သွင်းကိုတွေမြင်ရမလားနောက်ဆုံးတွေ့ဆုံခဲ့တဲ့ဒီနှစ်သိန်းကျားရဲ့ကျော်နေပွဲစဉ်တွေမှာဆိုလဲအပြန်လန်သွင်းကိုတွေအများအားတွေ့နေကြရဲ့ပွဲစဉ်တွေပွဲဆိုတော့လေဒီပွဲစဉ်မှာထပ်ပြီးတော့များအပြန်လန်သွင်းကိုတွေနဲ့ဖြောပြမှုပေးမဲ့ပွဲစဉ်တွေလားဆိုတာကျွန်တော်စောင့်ကြည့်ရပါအောင်မမြဟုတ်ကဲ့ကွေဆိုတော့ဒါအာဆင်နယ်အသင်းကတော့ဒါပထမအချက်မှာတို့အိမ်ကွင်းမှာရှင်မင်ကစားတော့တူတူဆိုတဲ့ရလက်ထွက်ပေါ်ခဲ့တယ်အဲ့ဒီတော့ကတော့ဒါလီဗာပူးအသင်းအနေနဲ့ရလက်ကောင်းတွေရရှိခဲ့တယ်ဆိုပြီးတော့တို့နေချန်ပီယံဒါပြစ်မှတ်ထားတဲ့ဒါကာလာပဲရှိသေးတယ်ပေါ့နော်ဆိုတော့အရင်ကြီးကျွန်တော်တို့ဒါအမှတ်တွေဖြတ်ပြီးတော့ဒါဥဆောင်ထားတဲ့အနေထားမဟုတ်ဘူးအာဆင်နယ်အသင်းကလည်းနောက်ကလိုက်ပြီးတော့တို့အကောင်းဆုံးရှင်ပြိုင်ကစားနေရ ဲ့အနေအထားတစ်ခုမှာတော့ဒါတည်ကြားလက်ရလက်ထွက်ပေါ်ခဲ့တယ်ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုတော့လီဗာပူးအသင်းရဲ့အင်ကွင်းမှာအာဆင်နယ်အသင်းနေနဲ့မိနစ်90အတွင်းမှာအနိုင်မရခဲ့နှစ်ပေါင်းများစွာကြာပြီဗျာဆိုတော့အန်ဖီးမှာအာဆင်နယ်အသင်းကရုန်းကန်ရတယ်ဆိုတဲ့အနေအထားတစ်ခုကတော့ကျွန်တော်တို့ဒါရလက်တွေကိုကြည့်ချင်းအပြင်သိနိုင်တယ်ဆိုတော့နောက်ပိုင်းနှစ်တွေမှာလုံးဝဒါကျွန်တော်အန်ဖီးအသင်းမှာဒါအာဆင်နယ်အသင်းအနေနဲ့ဒါကျွန်တော်တို့ ခက်ခက်ခဲခဲတော့အနိုင်ရရှိသွားတဲ့ပွဲစဉ်တွေမရှိခဲ့ပဲမနဲ့ဒါကျွန်တော်တို့ဒါရှုံးနေခဲ့တဲ့ပွဲစဉ်တွေတည်ကြခဲ့တဲ့ပွဲစဉ်တွေပဲဒါမြပြခဲ့တာလို့ကျွန်တော်တွေ့ရတယ်ဗျာဆိုတော့ဒီတစ်ခေါက်မှာလဲအာဆင်နယ်အသင်းအနေနဲ့လီဗာပူးရဲ့အန်ဖီမှာတော့ရောက်ကစားတဲ့အခါမှာရှေ့ရပွဲစဉ်တွေကသူတို့အနေနဲ့ဒါချန်ပီယံလိကလည်းထွက်ခွာခဲ့ရတယ်နောက်ပရီးမီးယားလိမှာလည်းသူတို့အနေနဲ့ရလက်ပိုင်းဆိုင်ရာအရာမှာအရင်ကြီးသူတို့ဒါအာယုံမဆိုင်တော့တဲ့အနေထားမှာရလက်ဆိုးွားလာတာဒီလည်းတွေ့ရတယ်ဆိုတော့ဒီပွဲစဉ်မှာသူတို့အနေနဲ့စိတ်သက်ပိုင်းဆိုင်ရာအရာဒါကျွန်တော်လီဗာပူးအသင်းကိုရှင်းနိုင်ပါမလားဆိုတော့ကျွန်တော်စိုးရိမ်မိတယ် တပတ်ကဒါကျွန်တော်လီဗာပူးအသင်းကတော့သူတို့အနေနဲ့ဒါတောတောင်တတပဲကစားမယ်ချန်ပီယံလည်းဖြစ်ခဲ့ပြီးွားဒါပေမဲ့ဂုံသိခါပိုင်းဆိုင်ရာအရာကတော့သူတို့အနေနဲ့ဒါစိတ်သက်ပိုင်းဆိုင်ရာအရာမှာဒါအနေထားတစ်ခုထိရရှိနေတယ်ဝဲဂျာထဲမှာလည်းပွဲစဉ်တွေသူတို့မကန်ခဲ့ရအောင်ဆိုတော့သူတို့ဒါအင်ပြေအပြင်းနဲ့ဒါရာသီပိတ်ပွဲစဉ်တွေပျော်ပျော်ရွှင်ရွှင်ကစားနိုင်တဲ့အနေထားတစ်ခုမှာတော့ရှိတယ်။အာဆင်နယ်အသင်းကတော့ဒါကျွန်တော်ချန်ပီယံလီးကထွက်ခွာခဲ့ရပြီနောက်ပိုင်းမှာတော်တော်လေးကိုဒါစိတ်သက်ပိုင်းဆိုင်ရာအရာဒါကျွန်တော်ကြာဆင်းနေမယ်ဆိုတော့တော့ကျွန်တော်ခံမှန်းမိတယ်။ဆိုတော့ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဒါသည် effect လာဖြစ်လာမလား။နောက်ကျွန်တော် MV အသင်းရဲ့ဒါကျွန်တော်တို့ဒါလွှမ်းမိုးမှုပေါ့နော်။ဆိုတော့အာဆင်နယ်အသင်းအနေနဲ့ခံခဲ့ရတာတော်တော် ော်လေးကိုများနေပြီဒီ atmosphere ကိုဒီ Arsenal အသင်းနေနဲ့မကျော်လွန်ခဲ့ရလေနှစ်ပေါင်းတော်တော်လေးကိုများနေပြီဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါပူပြီးတော့ pressure အောက်မှာရှိနေတာတော့ Arsenal အသင်းလို့ပဲပြောရမယ်ဒါ Liverpool အသင်းကတော့ဒါသူတို့အနေနဲ့ Champion လည်းဖြစ်ခဲ့ပြီးွားပြီးအိမ်ကွင်းမှာအကောင်ဆုံးဒါကျွန်တော်တို့ချန်ပီယံကစားသွားမဲ့ပွဲစဉ်တစ်ပွဲလို့ပဲပြောရမယ်ဗျ ုတ်ကဲ့ပါကွေလက်ရှိဒါလီဗာပူးအသင်းအနေနဲ့ကတော့သူတို့အနေနဲ့လက်ချန်ပီယံလည်းဖြစ်ခဲ့ပြီးပါပြီဆိုတော့ဂျာထဲမှာလည်းနားနားရက်တွေသူတို့အများကြီးရရှိခဲ့တဲ့အပြည့်အဝမှာဒန်ယန်ကစားသမားလည်းနေပါနေဆိုတော့ဒါလီဗာပူးအသင်းအနေနဲ့ကတော့လုံးဝဒါအခြေအနေကောင်းတစ်ခုမှရာသီနှောင်းပိုင်းမှာသူတို့အနေနဲ့ဒါအကောင်းဆုံး form တစ်ခုပုံစံတစ်ခုကိုဆက်လက်ပြီးတော့ဒါတည်ဆောင်လာနိုင်တော့မယ်လို့ပြောလို့ရတယ်အာဆင်နယ်အသင်းကတော့တစ်ဖက်ကကြည့်မယ်ဆိုတော့သူတို့ရဲ့အဓိကအထောင်ကစားသမားတွေဒါတော်တော်များများပါတော့အားလုံးနေပါဒန်ယန်ရရှိနေဆိုတဲ့အနေအထားတစ်ခုမှာရှင်းပါလဲဒါ BHG အသင်းနဲ့ပွဲစဉ်တွေနောက်ကျွန်တော် Crystal Palace နဲ့ပွဲစဉ်တွေမှာသူတို့အနေနဲ့ရုံးကန်ခဲ့ရတယ်တွင်းကို များရှိဖို့တော့ရုံးကန်ရတယ်ဆိုတော့အနေဒါတခုကျွန်တော်မြင်တွေ့ခဲ့ရပြီဆိုတော့ဒီနေ့ပွဲစဉ်မှာရောအာဆင်နယ်အသင်းအနေနဲ့ဘယ်လိုမျိုးဒါလူစင်းအနေနဲ့ပေါ်ထွက်လာနိုင်ရှိမလဲလီဗာပူးအသင်းကတော့သူတို့ရဲ့အကောင်းဆုံး၁၁ယောက်ဆိုတော့လူစင်းတခုတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာမြင်တွေ့ရနိုင်ရရှိတယ်ဆိုတော့သူတို့နှစ်သင်းရဲ့ပေါ်ထွက်လူစင်းနေဘယ်လိုမျိုးပုံစံနေများဖြစ်မလဲဗျာ ဟုတ်ကဲ့ပါကွဒီနေ့တင်းရဲ့ကျွန်တော်ဒီပွဲထွက်လူစင်းကိုကျွန်တော်တို့အရင်ဆုံးပြန်ပြီးကြည့်ရမယ်ဆိုရင်တော့ဒန်ရဆင်းမှာဆိုရင်တော့လီဗာပူးမှာတော့ကျွန်တော်ဂျိုးစကူမန်တစ်ယောက်ပဲဒန်ရပြဿနာရှိတယ်အဲ့တော့ဒီပွဲစဉ်ဂျိုးစကူမန်တစ်ယောက်ပဲလွှဲချုံမယ်ကျန်တဲ့ကစားသမားရဲ့အကုန်လုံး ready နေထားမှာရှိတယ်ဗျတစ်ဖက်ကအာဆင်နယ်အသင်းကိုပြန်ပြီးကြည့်ရမယ်အာဆင်နယ်ကတော့ထုံးစံတိုင်းကျွန်တော်ပြီးခဲ့တဲ့ပွဲစဉ်မှာလွှဲချုံနေကြကစားသမားတွေဖြစ်တဲ့ Gabriel တို့ Kanse က Gabriel တို့ပြီးတော့ကျွန်တော်ဒီ တိုက်ဆက်ကကိုင်ဟာဗက်စ်တို့ပြီးခန်းစစ်ကတိုမီယာဆုတို့ဒီကစားသမား၄ယောက်ကတော့တေချာပေါက်ဒီချာဒီဂုံလောက်ထိလွှဲချော်မယ်ဆိုတဲ့အနေထားမှာတော့အာဆင်နယ်အနေနဲ့ကတော့ပြီးခဲ့တဲ့ PSG နဲ့ပွဲစဉ်အတိုင်းပဲလူစင်းတော့အရင်ကတော့အပြောင်းလဲလုပ်လို့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလဲအာဆင်နယ်တင်းရဲ့ကစားသမားတွေက PSG နဲ့နှစ်ကြော်ဂျားထဲမှာရှင်မြန်ကစားခဲ့တဲ့ဘုံမောင်းနဲ့ပွဲစဉ်တွေကတော့ကျွန်တော်ဒီကစားသမားတွေကိုပြောပြောရမယ်ဆိုရိုတေးရှင်းအရင်မလုပ်သွားဘဲနဲ့အချိုးကျစုကတော့ဒီပွဲစဉ်မှာလည်းထပ်ပြီးတော့ပွဲပတ်နဲ့အာဆင်နယ်အသင်းအသင်းအသင်းကိုထပ်ပြီးတော့ကျွန်တော်တွေ့ရဖို့ရှိတယ်အဲ့တော့လီဗာပူးအသင်းရဲ့ကျွန်တော်ဒီ line up ကိုပြင်ပြီးကြည့်ရမယ်ဆိုတော့လီဗာပူးကတော့ပြီးခဲ့တဲ့ကျွန်တော် Chelsea နဲ့ပွဲမှာတော့သူတို့ဒီနည်းနည်းလေး champion ဖြစ်ပြီးရောပေါ့ ော်ကျွန်တော်ဒီ Tottenham Hotspur ငါးဝိုးရဲနိုင်ပြီးတော့ Champion ဖြစ်ပြီးတော့အောင်ပွဲခံမှုများလွန်သွားလားပေါ့နော်ကျွန်တော်ဒီပြန်ပြီးတော့ကြည့်ရတဲ့အနေအထားလေးတစ်ခုရှိလာတယ် Chelsea ကိုကျွန်တော်တို့အဝေးကမှ၃ဂိုးကိုနဲ့ရှုံးလိုက်တယ်ရှုံးနေနိုင်တဲ့အနေအထားမှာလေသူတို့ဒီအဓိကကစားသမားအချို့ကို ပြန်ပြီးတော့ rotation လုပ်ပြီးတော့ကျွန်တော်တို့အရန်ကစားသမားကိုအရန်ကစားသမားတော်တော်များများကိုပြန်ပြီးသုံးသွားတွေ့ရတယ်ခံစားမှာဆိုရင် Konate တို့အနားပေးတာကျွန်တော်တို့တစ်ဖက်မှာဆိုရင်ကျွန်တော်တို့ Robinson တို့အနားပေးတာ Quinn လည်းမှာဆိုလည်း Gravenberch တို့ပါလို့အနားပေး support line တို့ကို Matt Alistair တို့ပြောမယ် Quinn ရဲ့တကြောလုံးနဲ့ခံစားကကျွန်တော်ဒီ၂ယောက်လောက်နဲ့ပြီးရင်တိုက်စစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့ Louis Diaz တို့အနားပေးရလို့လောက်ကျွန်တော် ုံပြန်ပြီးတွေးခဲ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာတော့ Arsenal နဲ့ပွဲစဉ်မှာ Chelsea နေနဲ့ဒီလိုမျိုးပဲပြန်ပြီးတော့အရင်ကစားမလေးကိုခွင့်ပေးမလားဒါမှမဟုတ်ပဲသူတို့ရဲ့ Anfield ကွင်းမှာဆိုတဲ့အနေထားအရ Anfield ရဲ့ atmosphere ရောအကောင်းဆုံးအတုံးချပြီးတော့ Arsenal အသင်းနဲ့ပွဲစဉ်မှာတော့သူတို့အသင်းအဓိကစားမ7ယောက် line တော့ကိုပြန်ပြီးသုံးလာမလားပေါ့အဲ့ဒါလေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျ ဖြစ်နိုင်မှာလေဘဘူးအသင်းရဲ့ကျွန်တော်ဒီ line နဲ့ဆက်တဲ့အောင်ပြင်ပြကြည့်ရမယ်ဆိုတော့ကိုသမားနေရာမှာဒီပွဲစဉ်မှာတော့ Alison Bay က Jamie Porter လာဝယ်ရှိမယ်ဘယ်ဘက်ချမ်းခန်းစင်မှာတော့ Robinson ညဘက်ချမ်းနေရာမှာတော့ကျွန်တော် Alexander Arnold ခန်းစင်အတွင်းလူနေရာမှာတော့ Fagel နဲ့ Konate ဒီပွဲစဉ်မှာတော့လေဘဘူးအသင်းနေနဲ့သူတို့အသင်းရဲ့အဓိကသမားဆက်တဲ့အောင်အစုံနေတော့ကျွန်တော်ပြန်ပြီးသုံးလာနိုင်မယ်လို့ထင်တယ်အဲ့တော့သူတို့ရဲ့ပုံမှန်ခန်းစင်တန်း၄ယောက်ကွင်းလယ်မှာဆိုတော့ကျွန်တော်ဒီ Grand Bash ရဲ့ Matt Alistair ရဲ့ Sabo Sly ရဲ့တိုက်စင်မှာဆိုတော့ညဘက်ချမ်းမှာ Mohammed Salah ဘယ်ဘက်ချမ်းမှာတော့ Cody Gakpo နဲ့နံပါတ်9ရုံးမှာတော့ Diego Jota ပွဲမထွက်ဘူးဆိုတော့ Luis Diaz ပြန်ပြီးပွဲထွက်လာဖို့ရှိပါလိမ့်မယ်ဗျာအဲ့တော့ဒီ line နဲ့ဆက်တဲ့အောင်ကလေဘဘူးအသင်းအတွက်အကောင်းဆုံးဖြစ် ်တယ်လို့လေဘိုးသင်းတာဒီလူစင်တိုင်းပွဲထွက်လာမယ်ဆိုတော့အာဆင်နယ်အတွက်တော်တော်လေးကိုခက်ခဲတဲ့ပုံစံတွေကိုကြုံလာအဝယ်ရှိတယ်။တစ်ဖက်ကအာဆင်နယ်သင်းရဲ့ဖြစ်နိုင်မွယ်လူစင်းကိုပြန်ပြီးကြည့်ရမယ်ဆိုတော့အာဆင်နယ်သည်လည်းပြီးခဲ့တဲ့ PSG ကပွဲစဉ်တိုင်းမှာပွဲထွက်လာဖို့ရှိတယ်ဆိုပေမဲ့လည်းတချို့နေရာမှာတော့အာဆင်နယ်သည်လည်းပြန်ပြီးတော့ rotation တော့လောက်ရတော့မှာပေါ့။ဒီကစားသမားတွေဒီ3-4ပွဲစတိုင်လောက်တောက်လျှောက်ကန်ခဲ့ရတယ်။နှစ်ရက်ချားတစ်ရက်နှစ်ရက်ချားတစ်ပွဲသုံးရက်ချားတစ်ပွဲလောက်ကန်ရတယ်ဆိုရင်အနေထားမှာတော့ကစားသမားတွေရဲ့ physical ဘိုင်းကတော့နည်းနည်းလေးတော့ပို့ပြီးတော့ဆုံးရင်ရမယ်အနေထားလေးမှာရှိတယ်။အဲ့တော့ဒန်ရကစားသမားတွေပို့ပြီးတော့မတိုးပွားကြင်ဘူးဆိုတော့အာဆင်နယ်နဲ့တော့ဒီပွဲစဉ်မှာ rotation လောက်ရမယ်။ဒါမဲ့လေ ကျွန်တော်ဒီကိုသူမနေရာမှာအဓိကကိုသူမဖြစ်တဲ့ David Robert တပီပို့ထလာဖို့ရှိမယ်။ဘယ်ဘချန်ခန်စင်မှာတော့ Lewis Kelly ရဲ့နေရာမှာ Calafrey တို့ပြင်ပြီးတွေ့ရတာမျိုးရှိနိုင်တယ်။ညာဘချန်ခန်စင်မှာလည်း Julian Tim ရဲ့နေရာမှာ Van White တို့ပြင်ပြီးတွေ့ရတာရှိနိုင်တယ်။ခန်စင်အတွင်းနေမှာတော့ကျွန်တော်ဒီ Sleeper နဲ့ KB Robert တပီပို့ထလာဖို့ရှိမယ်။ကွင်းလဲအတွက်ဖက်နေရာမှာတော့ Declan Rice, Thomas Partey, Odegaard ဒီကွင်းလဲအတွက်ဖက်တပီပို့ထလာဖို့ရှိပြီးတော့အပြောင်းလဲလုပ်ချင်တယ်ဆိုရင်တော့ Thomas Partey ရဲ့နေရာမှာကျွန်တော်ဂျော်ဂျင်ဟိုပြင်ပြီးသုံးလာတာမျိုးတို့ဒါလေးပဲတွေ့ရဖို့ရှိပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအတွက်ကြောင့်မို့ Declan Rice နဲ့ Odegaard ကတော့ပွဲပတ်တဲ့တောင်တော့ထပ်ပြီးတော့ခံစားဖို့ရှိမယ်။တိုက်စစ်ပိုင်းမှာတော့အများကြီးအပြောင်းလဲလို့မရဘူး။ Mi ခင်မီမီဝင်ကိုနံပါတ်9မှာပဲထပ်ပြီးသုံးမယ်ဆိုတော့ညမချမ်းမှာတော့ဆာကာဘဘချမ်းနေရာမှာတော့မာတီလန်ရဲ့နေရာမှာထရော့ဆော့ကိုပြင်ပြီးသုံးလာတော့ရှီကောင်းရှိနိုင်တယ်ဗျအဲ့တော့အာဆင်နယ်အနေနဲ့တော့အပြောင်းလဲတော့လုကောင်းလုံးလို့ရနိုင်တယ်လုံးလို့ရတဲ့နေရာတွေကကျွန်တော်ဝင်းဘတ်တွေနဲ့ပြီးရင်ကျွန်တော်ကွင်းလယ်မှာဆိုတော့ဂျော်ဂျင်ဟိုပြင်ပြီးသုံးလို့ရတယ်တက်စီပိုင်းမှာဆိုတော့ထရော့ဆော့ကိုသုံးလို့ရတာပေါ့အဲ့တော့၄ယောက်လောက်တော့အာဆင်နယ်အနေနဲ့ရိုတေးရှင်းလုပ်လို့ရရဆိုပေမဲ့ဒီရိုတေးရှင်းလုပ်လိုက်တဲ့ဒဏ်အရာတော့ကျွန်တော်တို့အရင်ကတော့တိတိကျကျတော့အာဆင်နယ်အသင်းရဲ့ကစားအားနဲ့ပွဲပတ်တဲ့ဒဏ်အောင်တော့ကုစားပေးမှာတော့မဟုတ်ဘူးဗျဘာလို့သူတို့အသင်းရဲ့စိတ်ပိုင်းဆိုင်အောင်ရုပ်ပိုင်းဆိုင်အောင်ဒီပွဲစဉ်မှာ PSG ကိုရှုံးနေပြီးထွက်ခဲ့ရတဲ့စိတ်ပိုင်းဆိုင်အောင်ထိခိုက်မှု ေါ့ပြီးတော့ကျွန်တော်ဂျိုင်းအဒီမှာလည်းဘုံမောင်းနဲ့ပွဲစဉ်ရအစလူစင်းကိုအပြောင်းလဲအများကြီးမလုပ်ပဲနဲ့အဓိကစားမှာအဆုံတွေတုံးခဲ့တယ်ဆိုတဲ့အာဒီတာရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကိုခံစားရမယ်ကျွန်တော် physically ဘိုင်းဆိုင်ရာရုပ်ဘိုင်းဆိုင်ရာထိခိုက်မှုကိုခံစားရတာမှာဆိုတော့အာဆင်နယ်အနေနဲ့ဒီပွဲစဉ်မှာနည်းနည်းလေးပို့ပြီးတော့ခက်ခဲတဲ့ပွဲစဉ်တွေကိုကြုံလာဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ခွေဆိုတော့လူစင်းအင်အားအရာတော့လေဘာဘူးအတင်းကတို့ရဲ့အကောင်းဆုံး7ယောက်ကိုဒါကျွန်တော်အင်ပြေအားပြေပေါ့နော်လုံးဝဒါကျွန်တော်တို့ပွဲပန်းဒဏ်မရှိဘဲနဲ့ဒါအတုံးချနိုင်တဲ့အနေအထားတစ်ခုမှာရှိပြီးတော့အာဆင်နယ်အတင်းကတော့ဒါတို့နေ rotation လုပ်လို့ရတယ်ဆိုပေမဲ့အများကြီးလုပ်လို့မရတာတခုတော့ရှိတယ်ဗျ ်ဆိုတော့ဒါကျွန်တော်တို့ဒါနောက်ချမ်းပေါ့နော်ဆိုတော့ခံစစ်တွေခံစစ်ပိုင်းတွေတို့အလဲလေအပြောင်းလဲလေးလုပ်လို့ရတယ်ဒါပေမဲ့ကွင်းလယ်မှာကျတော့တို့အနေနဲ့အများကြီးပြောင်းလဲလို့ဆရာမရှိဘူးဆိုတော့ဒီကလန်ကတောမက်စ်ပါတီအိုဒီကဒီနေရာမှာအခုပြောခဲ့သလိုဒါကျွန်တော်တို့ဒါကွင်းလယ်တယောက်တော့အလဲလုံးလဲလေလုံးမယ်ဆိုရင်တော့ဂျန်နဲ့နှစ်ယောက်ကပွဲပန်းတဲ့တောင်ထပ်ပြီးခံရအောင်ပါပဲဗျာဆိုတော့ပြီးတော့လေဒီ၃ယောက် အတွဲတည်ဒါအာဆင်နယ်ရဲ့ကွင်းလယ်မှာသူတို့အနေနဲ့ဒီဟာဒီအကောင်းဆုံးလို့ပြောလို့ရမယ်အနေထားတစ်ခုဆိုတော့တခြားတယောက်ကိုထည့်ပြီးကစားမယ်ဆိုလို့ရှိရင်လည်းလူစင်မိုင်းအင်အားအရာဒါကျွန်တော်ပွဲပန်းတဲ့ကစားသမားနဲ့ဒါ fresh fit တဲ့ကစားသမားတွဲသုံးမယ်ဆိုလို့ရှိရင်တော့မှပဲအရင်ခြေစွမ်းမိုင်းအရာတိုးတက်သွားဖို့တော့မရှိဘူးပြဆိုတော့ဒီအနေထားတွေကြောင့်ဒီ၃ယောက်ကိုပဲပြန်သုံးမယ်ဆိုလို့ရှိရင်တော့အနေထားတစ်ခုတည်းတော့ထိနိုင်မယ်ဒါပေမဲ့ပွဲကြီးနှောင်းပိုင်းနေမှာတော့ဒါသူတို့အနေနဲ့ပွဲပန်းတဲ့ဒဏ်တွေကိုကျွန်တော်တို့ဒါမြင်တွေ့ရနိုင်ချေရှိတယ်ပြနောက်ကျွန်တော်တို့တိုက်စစ်ပိုင်းဆိုင်ရာအရာမှာလည်းဒါမီခေမီရီနိုကိုပြန်ပြီးတော့သုံးမယ်ဆိုရင်တော့မှပဲကျန်တဲ့ဒါကျွန်တော် process saga ကတော့ ါဝင်နေအောင်ပါပဲဒါမှမဟုတ်ကျွန်တော် troll set ကိုအထောင်အနေနဲ့ကစားအောင်မယ်ဆိုရင်လည်းဒါ Martinelli Saka troll set ဒီအတွဲကိုပဲသူတို့ပြန်ပြီးတော့သုံးအောင်ပါဆိုတော့ဒါ Arsenal ဘက်ရဲ့လူစင်းရင်းအရာကတော့ ပုံမှန်အဖြစ်ဆိုရင်တော့ဒါကျွန်တော်တို့ပုံစံကောင်းတစ်ခုမှာတော့ရှိတယ်ဆိုပေမဲ့ဒီနေ့ပွဲစဉ်မှာတော့ပွဲပန်းနေတဲ့ကစားသမားတွေကိုပဲထပ်ပြီးတော့ဒါကျွန်တော်ပွဲထုတ်လာအောင်မှာဆိုတော့အာဆင်နယ်တင်းရဲ့လူစင်ဘက်ကိုတော့ကျွန်တော်နည်းနည်းလေးစိုးရိမ်မိတယ်ဆိုတော့လီဗာပူးရဲ့လူစင်အင်အားအကြတော့ဒီနေ့ပွဲစဉ်မှာလုံးဝအင်ပြေအပြစ်တောင့်တင်းနေမယ်လူစင်တစ်ခုကိုထုတ်လာမှာဆိုတော့အာဆင်နယ်အသင်းအနေနဲ့ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲကိုဒါကျွန်တော်တို့အန်ဖီကွင်းမှာတွားရောက်ပြီးကစားမယ်အနေအထားတစ်ခုတော့ဖြစ်သွားတယ်ဗျာ ဟုတ်ကဲ့ပါဘယ်ကျွန်တော်လီဗာပူးအသင်းနဲ့အာဆင်နယ်အသင်းတို့ရှင်ပြိုင်ကစားကြမှာပရီးမီးယားလိဒါကျွန်တော်တို့ဒါပွဲစဉ်36ဒီနေ့ထားမှာဒါအဆက်တနေရာကလီဗာပူးအသင်းဖြစ်ပြီးတော့ဆက်နေနေရာကအာဆင်နယ်အသင်းဖြစ်တယ်။ရာမှတ်အရာတော့ဒါကွာချာချက်တွေရှိနေဆိုမြတ်တခုရှိတာအာဆင်နယ်အသင်းကအဆင့်3နေရာမန်ချက်စတာစီးတီးအသင်းကိုဒါရိုင်းရာမှတ်တွေဖြတ်ထားနိုင်တဲ့အနေအထားတစ်ခုတော့မဟုတ်တော့ဘူး။မန်ချက်စတာစီးတီးအသင်းကလာအနိုင်ရရှိခဲ့မယ်။ဒါအာဆင်နယ်အသင်းကဒီပွဲစဉ်ရှုံးနေခဲ့မယ်ဆိုတော့တို့အနေနဲ့ဒါရာသီကောင်မှာအဆက်နှစ်နေရာမှာဒါကျွန်တော်တို့ရက်တိပိုးတော့တိတ်ပြီးမကျင်းသေးတဲ့အနေအထားတစ်ခုပြော။ဒီအနေအထားတစ်ခုကအာဆင်နယ်အသင်းကိုပိုပြီးပရက်ရှာပြီးလာစေတယ်။ ော့တစ်ဖက်ကကြည့်မယ်ဆိုတော့တို့အနေနဲ့ချန်ပီယံလိမှာဆက်ပြီးတော့ရှိနေအောင်မှာဒါမှမဟုတ်ဘောလုံးပွဲတွေပါတက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအနေအထားကတို့တို့ကဘာမှပြဿနာမရှိဘူးဗျာဆိုရာသီကုန်တို့ချန်ပီယံလိဝင်ပြီးသွားပြီပေါ့နော်ဆိုတော့တစ်ဖက်ကတို့ဖလားကိုပဲအာယုံဆိုင်ပြစ်မှတ်ထားတဲ့အနေအထားတစ်ခုတော့ဖြစ်လာနိုင်ခြင်းရှိတယ်ဆိုပေမဲ့ဒီနေ့ပွဲစဉ်ကတော့ဒါအာဆင်နယ်အနေနဲ့လည်းတို့အနေနဲ့ဒါကျွန်တော်တို့တို့ပြစ်မှတ်ထားပါတယ်ဆိုတော့ဖလားကိုလည်းလက်လွတ်ခဲ့ရတဲ့အပြင်အခုချိန်မှာတော့ဒါအဆင့်နှစ်နေရာကလက်လွတ်ပေးရမယ်အနေအထားတစ်ခုထိဒါကျွန်တော်အနေရကြောက်ရောက်လာတယ်ဆိုတော့ PR အာဆင်နယ်ပေါ်မှာတော့အပြေအဝတက်ရောက်မှုရှိနေလိမ့်မယ်တစ်ဖက်ကလစ်ပါပူအသင်းကတော့တို့ရဲ့ကစား ားသမားတွေအနားရထားတဲ့အနေအထားတစ်ခုရယ်သူတို့မှ PR ကင်းစင်နေရဆိုတဲ့အနေအထားတစ်ခုရယ်အိမ်ကွင်းဖြစ်တယ်ဆိုတဲ့အနေအထားတစ်ခုရယ်ဆိုတော့ရာသီကုန်ပွဲစဉ်တွေဖြစ်လာပြီဆိုတဲ့အနေအထားတစ်ခုရယ်ဆိုတော့အရင်ကြီးပေါ့နော်ဆိုတော့ပေးသက်တွေအနေနဲ့ကလည်းဒါပွဲစဉ်တွေအများကြီးရှိမှကြည့်ရတော့မှာမဟုတ်ဘူးဒီရာသီကကုန်ဆုံးတော့မယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါလီဗာပူးရဲ့အကောင်းဆုံးဖောင်တစ်ခုကိုဒါပေးသက်တွေအနေနဲ့ဒါကျွန်တော်တို့ဒါ အိမ်ကွင်းပွဲစဉ်နောက်ထပ်တပွဲပဲရှိတော့တယ်ဆိုတဲ့အနေအထားတစ်ခုမှာတို့အကောင်းဆုံးကြည့်ရှုကြည့်ကြလိမ့်မယ်ဒီအနေအထားတစ်ခုကိုလီဗာပူးတင်ရဲ့ကစားသမားတွေရယ်ကောင်းကောင်းသိရှိတာဖြစ်တဲ့အတွက် share လို့မျိုးဒါအဝေးကွင်းပွဲစဉ်လို့မျိုးတို့အနေနဲ့ဒါပုံမှန်ဒါကစားတဲ့ပွဲစဉ်တပွဲမဟုတ်တော့ဘဲနဲ့ဒါကုန်သေးခါပိုင်းဆိုင်ရာအကောင်းဆုံးကစားမဲ့ပွဲစဉ်တပွဲဖြစ်လာလို့ Arsenal ဘက်ကတော့ဒါအဖက်ဖက်က PR တွေနဲ့ရင်ဆိုင်ရမဲ့ပွဲစဉ်တပွဲလို့ပြောလို့ရတယ်ဆိုတော့အခုအနေနဲ့ဆိုရင်ဒီနေ့ပွဲစဉ်မှာဒါ Ancient Liverpool အသင်းဘက်ကဒါကျွန်တော်အားသာချက်တွေများနေတဲ့အနေအထားတစ်ခုကနေပြီးတော့ဒါကျွန်တော်ရမှတ်တွေထပ်ပြီးတော့ဒါယူသွားပြီးတော့ဒါအကောင်းဆုံးအနေအထားတစ်ခုနဲ့ ်ဒါချချန်ပီယံစုဖလောက်ဆက်လက်ပြီးတော့ဒါထိမ့်သိမ့်ပြီးတော့ဒါချန်ပီယံဆိုတဲ့ဂုံဘုတ်တစ်ခုကိုကာဝယ်သွားနိုင်မလားတပတ်ကအာဆင်နယ်အသင်းကရောသူတို့အနေနဲ့ရရှိလာတဲ့ PR တွေပေါ့အကောင်းဆုံးတုံ့ပြန်ပြီးတော့ဒါကျွန်တော်ရှေးကဒါကျွန်တော်တို့ဖြစ်ခဲ့တဲ့ဒါကိစ္စတွေပေါ့နော်ဆိုတော့ဒါချန်ပီယံလေးထွက်ခွာခဲ့တဲ့ကိစ္စတွေရလက်တွေဆိုးွားခဲ့တဲ့ကိစ္စတွေနီးစင်းနေပိုင်းဆိုင်ရာအမှားဖြစ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးကိုဒါကျွန်တော်တို့အဝေးကွင်းမှာပေါ့တော့အကောင်းဆုံးအနေထားတစ်ခုနဲ့ဂျာမတ်တွေထပ်ပြီးတော့ရရှိတော့အောင်ဆွမ်းဆောင်နိုင်မလားအကိုရဲ့အမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါအောင်ဗျာ ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကိုကျွန်တော်ပထမဆုံးသတိထားမိတာလီဗာပူးသင်းရဲ့အိမ်ဝင်အန်ဖီရဲ့ဂျက်လက်တီပေါ့နော်ဒီအချိန်မှာလီဗာပူးသင်းကသူသင်းရဲ့အိမ်ဝင်မှာ18ပွဲရှင်ပြန်ကစားပြီးပါပြီပရီးမီးယားလိမှာဆိုရင်14ပွဲထိနိုင်ခဲ့တယ်နှစ်ပွဲတည်ကြပြီတစ်ပွဲပဲရှုံးနေခဲ့တယ်ရှုံးနေခဲ့တဲ့တစ်ပွဲကကျွန်တော်နော်တန်ဖော့စ်ကိုရာသီအစပိုင်းမှာမထင်မှတ်ပဲရှုံးနေခဲ့တယ်ဆိုတဲ့ပွဲစဉ်တွေပွဲပေါ့အဲ့ပွဲစဉ်ပြီးတဲ့သူတို့ဒီအန်ဖီမှာဂျက်လက်ကဆိုးရတာမရှိဘူးနိုင်ပွဲနဲ့တည်ပွဲတော့နှစ်ပွဲပဲရှိရဆိုတဲ့အနေထားမှာတော့အာဆင်နယ်အနေနဲ့တော့ဒီပွဲစဉ်မှာအန်ဖီမှာတော့လီဗာပူးကိုတော်တော်လေးခက်ခက်ခဲခဲရှင်ပြန်ကစားဖို့ရှိလိမ့်မယ်ဗျပြန်ပြီးတော့ကျွန်တော်စောင့်ကြည့်ရမှာလီဗာပူးအသင်းရဲ့လူထုပုံတစ်ခုပဲအာဆင်နယ်ကတော့သူတို့ သင်အကောင်းဆုံးနဲ့ fresh ဖြစ်ဆုံးအဆင်ပြေဆုံးကစားသမား၁၁ယောက်တော့ပွဲထုတ်လာမှာမှန်တယ်ဒါပေမဲ့ Liverpool ဒီ PK Chelsea တင်းနဲ့ပွဲမှာလို့ပေါ့နော်ကျွန်တော်အရင်ကစားသမားတွေကို rotation လုပ်ပြီးသုံးလာတယ်အရင်ကစားသမားတွေကိုခွင့်ရင်းပေးလာမယ်ဆိုတော့ Arsenal တွက်ကတော့ပို့ပြီးတော့တက်တောင့်တရာဖြစ်သွားနိုင်တယ်အခွင့်အရေးရှိတယ်ဒါပေမဲ့လည်းဒီဒီချင်းတွေးဆုံမဲ့ပွဲစဉ်က Liverpool သင်ရဲ့အိမ်ဝင် Anfield ဖြစ်နေတာဆိုတော့ Anfield မှာတော့ Liverpool နေနေတော့အရင်တော့ကျွန်တော် ပြောရမယ်ဆိုတော့ ညတာပြီးတော့ကျွန်တော်ဒီကစားမယ်အနေထားမှာတော့မရှိဘူးဗျအဲ့တော့အဲ့လိုဒါလီဗာပူးအသင်းအနေနဲ့အဓိကကစားသမားအစုံလင်ပွဲထွက်လာမယ်ဆိုတော့အာဆင်နယ်အတွက်ကတော့တော်တော်လေးကိုခက်ခဲတဲ့ပွဲစဉ်တွေဖြစ်လာနိုင်တယ်ပြီးတော့လီဗာပူးအသင်းဒီလည်းအန်ဖီးကွင်းမှာရှင်မြန်ကစားမယ်ပွဲစဉ်ဒီပွဲစဉ်ပြီးနောက်ထပ်ခရစ်စတယ်ဘယ်လီနဲ့ပွဲစဉ်နှစ်ပွဲပဲကျန်တော့မယ်ဆိုတဲ့အနေထားမှာသူတို့ဒီလည်းလက်ရှိချန်ပီယံဆိုတော့ဂုံပုံးနဲ့အန်ဂျီသူတို့အသင်းမှာလာဖို့အားပေးမယ်အင်ကွင်းပရိသတ်တွေကိုလည်းပျော်ရွှင်မှုအပြည့်အဝပေးခြင်းမယ်ဆိုတဲ့အနေထားမှာတော့သူတို့ဒီအနိုင်ရရှိအောင်တော့တေချာဖို့စူးစမ်းရုံးကန်ကစားသွားမယ်အနေထားမှာရှိတယ်ဗျအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ပြန်ပြီးကြည့်ရမယ်ဆိုတော့လက်ရှိအာဆင်နယ်အသင်းရဲ့ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာမှာခံစားနေရမယ့်ပြဿနာတွေရောရုပ်ပိုင်း ဆိုင်ရာပွဲပတ်မှုဒဏ်တွေကိုခံစားနေရမယ်အနေထားကတော့အာဆင်နယ်တင်းနေတဲ့လွယ်ကူမဲ့ပုံစံတွေမဟုတ်ဘူးအဲတော့လေဘုံသွေးရဲ့အိမ်ကွင်းမှာတော့အာဆင်နယ်အနေနဲ့အများဆုံးမျောလင်းလို့ရမှာတော့တေတမတ်ဆိုတဲ့အနေထားဒါပေမဲ့လည်းအာဆင်နယ်အသေးအနေနဲ့တေတမတ်ရရှိခဲ့တယ်ဆိုရင်တော့ပြောမှာဆိုရင်ဒီယာဒီမှာသူတို့ဒီအဆင့်နဲ့မှာရက်တည်ဖို့အတွက်ဆိုနောက်ထပ်ပွဲကျင်နှစ်ပွဲထပ်ပြီးတော့ရှင်မြန်ကစားဖို့ရှိတယ်ဒီပွဲစဉ်ပြီးရင်ကျွန်တော်ရှင်မြန်ကစားမယ်နျူကာဆယ်နဲ့အိမ်ကွင်းပွဲစဉ်ပြီးဆော့တတနဲ့အဝေးဝင်းပွဲစဉ်အကဲအခက်မတင်လို့ဒီပွဲစဉ်မှာလည်းလေဘုံသွေးသူတို့ရှုံးနေခဲ့မယ်နောက်ထပ်နျူကာဆယ်နဲ့ပွဲစဉ်မှာရက်လက်မကောင်းခဲ့ဘူးဆိုရင်နောက်ဆုံးရှင်မြန်ကစားမယ်ဆော့တတနဲ့ပွဲစဉ်ကသူတို့အတွက်အဆင့်နဲ့နေရာမှာရက်တည်ဖို့တယ်မဟုတ်ဘဲနဲ့အ ဆင့်ငါးအတွင်းမှာဝင်ရောက်ဖို့အတွက်ပါနည်းနည်းလေးခက်ခဲခက်ခဲရုန်းကန်လာမယ်ဖီအားများသွားနိုင်တဲ့အနေအထားလေးတခုရှိတယ်ဗျအဲ့တော့အာဆင်နယ်နဲ့လည်းဒီပွဲသွင်းမှာအနည်းဆုံးတော့တေးတက်မလောက်တော့ရရှိအောင်ဆွမ်းဆောင်မှုတော့ကြိုးစားလာမှာအမှန်ပဲအဲ့တော့လေဘဘူးသွင်းရဲ့အိမ်ပွဲမှာတော့အာဆင်နယ်နဲ့နိုင်မှုတော့ကတော်တော်လေးကိုခက်ခဲမယ်အများဆုံးမျှော်လင့်လို့ရတာတေးတက်မဖြစ်ပြီးတော့နိုင်မယ်ဆိုတော့ကျွန်တော်အင်ရှင်လေဘဘူးနဲ့ပဲပို့ပြီးတော့ကျွန်တော်ဒီနေတာပို့ပြီးတော့ကောင်းမွန်တဲ့ရွေးချယ်မှုတခုတော့ကျွန်တော်ထင်မိတယ်ဗျအဲ့ဒါအပြင်မှာလေဘဘူးသွင်းရဲ့တိုက်စစ်ကတော့ပုံမှန်အတိုင်းကစားမယ်အာဆင်နယ်တင်းရလေအဲ့ကျွန်တော်သူတို့တင်းရဲ့ကစားတဲ့ပုံမှန်အတိုင်းသာကစားမယ်ဆိုတော့ပွင့်ကိုတွေနောက်ထပ်တွေ့ရှာရမယ်ပွဲတင်တပွဲပေါ့နော်ပွင့်ကိုတွေအများပြတွေ့ရမယ်ပွဲ င်ခွဲဖြစ်ပြီးတော့လီဗာပူးသင်းနိုင်မယ်ဆိုတော့ကျွန်တော်တို့2-1ဒါမှမဟုတ်ကျွန်တော်ဒီ2-0ဆိုရရက်လက်ဒါမှမဟုတ်ကျွန်တော်ဂိုးတာအများဘက်ကိုပို့ပြီးသွားမယ်ဆိုတော့3-1ဆိုရရက်လက်လောက်လည်းဖြစ်သွားဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲစဉ်မှာအာဆင်နယ်နေနဲ့အများဆုံးမျှော်လင့်နေတာဒါတည်းဒါပေမဲ့လီဗာပူးရဲ့ပွဲစဉ်တွေထပ်ပြီးတော့ဖြစ်လာဖို့ရှိပြီးတော့လီဗာပူးသင်းနိုင်မယ်ဆိုတော့2-1 3-1ဆိုရရက်လက်ကတော့ဖြစ်နိုင်ချေများတဲ့ရက်လက်တစ်ခုလို့တော့ကျွန်တော်ထင်မိပါတယ်ဗျဟုတ်ကဲ့ကိုဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါအခုပြောခဲ့သလိုပဲအဓိကအကြဆုံးအရာတွေ နီပြအာနီစလော့ပဲဗျ။ဆိုတော့နီပြအာနီစလော့ဒီနေ့ပွဲစဉ်မှာသူတို့ဘယ်လိုပွဲထွက်လာမလဲဘယ်လိုပုံစံနဲ့ကစားမလဲဆိုတော့အနေထားပေါ်မှာမူတည်ပြီးတော့ပွဲရာလက်အဖြေကတော့ပြောင်းလဲသွားလိမ့်မယ်။ဆိုတော့အကယ်၍ဒီပွဲစဉ်ကနီပြအာနီစလော့အနေနဲ့ဒါရာသီကုန်းနှောင်းပိုင်းတွေမှာသူတို့ရဲ့ဂုံသိခါပိုင်းဆန်ရရအရေးကြီးတဲ့ပွဲစဉ်တွေပွဲတို့တတ်မှတ်ပြီးတော့ဒါအကောင်းဆုံးနီပြဝါရီနဲ့ဒါအကောင်းဆုံးလူစင်းတစ်ခုကိုထုတ်ပြီးတော့ကစားမယ်ဆိုလို့ရှိရင်တော့ပွဲစဉ်ကလီဗာပူးဘက်မှာတော့အပြေဝဒါရာခိုင်နှုန်းများတဲ့ပွဲစဉ်လို့တော့ပြောရမယ်ဗျ။ဆိုတော့တစ်ဖက်ကအာဆင်နယ်အသင်းကဒါဘလောက်ပဲသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာသူတို့အာယုံစိုက်ပါတယ်ပဲပြောပြောရှေ့မှာဒါ physical ဘိုင်းဆိုင်ရာအရာရော mental ဘိုင်းဆိုင်ရာအရာရောသူတို့ရဲ့ထိခိုက်လာတဲ့အချက်တွေကဒီနေ့ပွဲစဉ်မှာလာပြီး affect ဖြစ်လာမယ်လို့ကျွန်တော်ခံစားရတယ်ဆိုတော့သူတို့အနေနဲ့အရင်ကြီးတော့သူတို့ဘယ်လိုခေါ်မလဲတစ်ဖက်က Liverpool အသင်ရတာအကောင်းဆုံးကစားမယ်ဆိုလို့ရှိရင်တော့အခွင့်အရေးတော့တိတ်ပြီးတော့မရှိဘူးဗျဆိုတော့အကယ်၍ဒါ Liverpool အသင်ရတာရှေ့ Chelsea အသင်းနဲ့ပွဲစဉ်မှာလို့တော့အခုပြောခဲ့သလိုဒါကျွန်တော် Lucien အင်အားဘိုင်းဆိုင်ရာအရာလူငယ်တွေကိုသုံးမယ်နောက်ကျွန်တော် rotation ပုံစံတွေသုံးမယ်ဆိုတော့အဓိကကစားသမားတွေအားလုံးကိုဒါရာသီမကုန်ခင်မှာပဲအနာပေးလိုက်တော့မယ်လို့သူတို့အနေနဲ့စဉ်းစားပြီးဒီနေ့ပွဲစဉ်မှာပေါ်ထွက်လာမယ်ဆိုရင်တော့ Arsenal အသင်းတို့ကတော့ chance ကတော့ရှိနေတယ်လို့ ကျွန်တော်ပြောရမှာဗျဒါမှမဟုတ်ခဲနဲ့လေဘာဘူးအသင်းကအကောင်းဆုံးလူစင်းတစ်ခုသာထုတ်လာခဲ့မှာဆိုရင်တော့အာဆင်နယ်အသင်းတော့ကတော့ဒီနေ့ပွဲစဉ်မှာအနိုင်ရရှိဖို့တော့အခွင့်အရေးကတော်တော်လေးကိုနည်းပါတယ်ဒါအခုပြောခဲ့သလိုပဲဒီနေ့ပွဲစဉ်ကသူတို့အများဆုံးမျှော်လင့်လို့ရတာတည်ရတတ်မှတ်ပဲဆိုတော့တည်ရသာဆိုလို့ရှိရင်လည်းဒါကျွန်တော်1-1ဆိုတဲ့ရလက်လောင်းနဲ့တည်ဖြစ်သွားနိုင်ရှိပြီအကြိမ်လေဘာဘူးအသင်းကလူစင်းအင်အားအပြည့်အဝထုတ်လာခဲ့မှာဆိုရင်တော့ဒီနေ့ပွဲစဉ်ရလက်က3-1ဆိုတဲ့ရလက်လောင်းနဲ့ဒါလေဘာဘူးအသင်းကအကောင်းဆုံးဒါကျွန်တော်နောက်ထပ်အဲပွဲစဉ်တွေပေါ့နော်ဆိုအာယုံဆိုင်ဖို့အတွက်ဒီပွဲစဉ်မှာအကောင်းဆုံးရမှတ်တွေကိုစုဆောင်းနိုင်မဲ့ပွဲစဉ်တစ်ပွဲလိုပဲကျွန်တော်ပြောရမယ်ဗျာ ဲ့ပါကိုကျွန်တော်တို့ဒါလီဗာပူးအသင်းနဲ့အာဆင်နယ်အသင်းတို့ရှင်ပြန်ကစားကြမှာပရီးမီးယားလိပွဲစဉ်36ရဲ့ပွဲကျင်လေးလည်းချက်တော့ပြပြပြပါအောင်ဗျ။ဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ပရီးမီးယားလိပွဲစဉ်36ဖြစ်လီဗာပူးအသင်းနဲ့အာဆင်နယ်အသင်းတို့ဟာအခုလာမယ့်စူပါဆန်ဒေးရဲ့နောက်ဆုံးပွဲစဉ်ဖြစ်ည7:00နာရီမှာရှင်ပြန်ကစားကြမှာဖြစ်ပါလိမ့်ခင်ဗျာ။ဒါကတော့လီဗာပူးအသင်းနဲ့အာဆင်နယ်အသင်းတို့ရှင်ပြန်ကစားကြမှာပရီးမီးယားလိပွဲစဉ်36အတွက်ပွဲကျုပ်36ဆီစဉ်မှာဖြစ်ပါတယ်။နောက်တဲ့ပွဲစဉ်နဲ့တူလည်းပြန်လာခဲ့ပါအောင်ပဲဗျ။